်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံစည်းဝေးတွင်မြန်မာအရေးအတွက်ဒေါ်နယ်ထရန့်ဖိအားပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်သည်လာမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာနိုင်ငံအရေးကိုအဓိကကိစ္စအနေနဲ့တင်ပြဖို့ပြင်ဆင်နေကြောင်းနိုင်ငံသားသတင်းဖွဲ့များကသတင်းပေးဖော်ပြနေကြသည် ထိုအစည်းအဝေးကိုလာမယ့်အပတ်အတွင်းမလေးရှားနိုင်ငံ၏ကွာလန်လမ်ပူမြို့၌ကျင်းပမည်ဖြစ်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်အဆင့်တက်ရောက်မှုများစွာပါဝင်မည်ဟုသိရပါသည်။ဒေါ်နယ်ထရန့်သည်နောက်ဆုံးအခါအထိမြန်မာနိုင်ငံအတွင်းပြင်းထန်နေစေဖြစ်သောနိုင်ငံရေးအခင်းအကျင်းများနှင့်စစ်အုပ်ချုပ်မှုအပေါ်တန်တမန်အစ်စ်မှတဆင်မကြာခဏအပြစ်ပြောဆိုနေသူတအုပ်ဖြစ်သည်။အထူးသဖြင့်ရခိုင်ပြည်နယ်နှင့်နေပြည်တော်အနီးရှိတိုက်ပွဲများပြည်သူလူထုဒုက္ခခံနေမှုများအပေါ်ထရန်ဤအစိုးရတက်မှပြင်းထန်သောဖြစ်အားများထပ်တလဲလဲဖြစ်ပေါ်လာမည်ဟုခန့်မှန်းကြသည် အမေရိကန်၏အာဆီယံအပေါ်တက်ရောက်မှုသည်ရခိုင်နှင်းများကထံပုံမတက်ကြွလာနေပြီးထိုအကြောင်းအရာနှင့်အဓိကအချက်တစ်ခုကတော့မြန်မာနိုင်ငံ၏နိုင်ငံရေးအရေးဖြစ်ချောင်းဆိုနိုင်သည့်ထရန့်အုပ်ချုပ်မှုအသစ်ကစစ်အုပ်ချုပ်ရေးအစိုးရကိုတိုက်ရိုက်ပိတ်ဆို့ဖိအားပေးသည့်နိလန်များကိုပြန်လည်ဖော်ဆောင်မည်ဟုရှုံးကြည့်သူများစွာရှိကြသည်အာဆီယံစည်းဝေးတွင်သမရဟောင်းထရန့်ကအဖွဲ့ဝင်နိုင်ငံကောင်းဆောင်များကိုမြန်မာပြည်သူများအပေါ်တာဝန်ရှိသူများအနေဖြင့်စစ်အုပ်ချုပ်မှု၏အကြံဖတ်မှုများကို ညှက်ရှင်နေမိပါစေနဲ့ဟုအလေးပေးတောင်းဆိုမိဟုထိတ်သီးအဖွဲ့ဝင်တအုပ်ကထုတ်ပေါ်ပြောကြားခဲ့သည်။ထို့ပေါ်တွင်စေအုပ်ချုပ်ရေးအစိုးရသည်ထရန့်ဤမေကွန်များဖီအာများကိုနိုင်ငံရေးအတွင်းရေးအခင်းများတွင်အနားယူပါဟုတုံ့ပြန်မိဟုမျှော်လင့်ရတော်လဲအာဆီယံအဖွဲ့ဝင်အချုပ်ကတော့အမေရိကန်ဤဖီအာများသည်မြန်မာအတွက်အပြောင်းလဲတစ်ခုဖြစ်လာနိုင်မည်ဟုယူဆနေကြသည်။လက်ရှိအခြေအနေအရအာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကမြန်မာစစ်အုပ်ချုပ်ရေးအပေါ်ထောက်ခံမှုနှေးပါလာပြီး Trend E ထက်ဆင့် PR က မြန်မာအရေးအတွက်နေနမိအတွင်းနှင့်အပြစ်မှအရေးပါတော့ထိခိုက်မှုတစ်ခုဖြစ်လာနိုင်ကြောင်းနိုင်ငံသားသုံးသပ်ပညာရှင်များကသတိပေးထားကြပါတယ်။ထို့သောဖြစ်ပေါ်လာပါကလာမည့်အာဆီယံအစည်းအဝေးသည်မြန်မာအတွက်အရေးပါဆုံးသမိုင်းဝင်အစည်းအဝေးတစ်ခုပင်ဖြစ်လာနိုင်မည်ဟုစစ်ကောင်စီနှင့်စန့်ကျင်သောဖက်စစ်များကလည်းယုံကြည်ကြသည်။ဆလဘီအာဆီယံပုံသဘောတူညီချက်၅ရက်ပေါ်ဆောင်ဖို့မခက်ခဲဟုမလေးရှားပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အာဆီယံအဖွဲ့ရဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့၄နှစ်သက်တမ်းရှိဘုံသဘောတူညီချက်၅ရဟာအကောင့်ထဲပေါ်ဆောင်ဖို့မခက်ခဲပဲစစ်ကော်မရှင်အနေနဲ့အဆိုပါငြိမ်းချမ်းရေးအစီအစဉ်ကိုလိုက်နာတဲ့အခါလူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုတဲ့နယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ထာဇန်ကပြောပါတယ်အာဆီယံအဖွဲ့ဟာဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံမှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကိုမရက်တက်နိုင်ပေမယ့်ရွေးကောက်ပွဲဟာတရားမျှတပြီးအားလုံးပါဝင်ဖို့နိုင်ငံသားရေးဝန်ကြီးတွေကလှူလာတယ်လို့၎င်းကဆက်ပြောပါတယ် အာဆီယံဘုတ်သဘောတူညီချက်၅ရပ်ကအကောင့်ထည့်ဖို့စောင့်ဖို့မခက်ခဲပါဘူး။ဆွေးနွေးမှုပြုလုပ်ပြီးပြည်သူတွေထံအကူအညီပေးအပ်ခွင့်ပြုကာအဖွဲ့အစည်းအားလုံးနဲ့ဆွေးနွေးဖို့ပြန်သွားခွင့်ရရင်ကောင်းပါလိမ့်မယ်လို့ကွာလာလမ်ပူမြို့တော်မှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံမှုအပြီးသူကသတင်းထောက်တွေကိုပြောပါတယ်။အာဆီယံဘုတ်သဘောတူညီချက်ဟာအောင်မြင်မှုမရှိခဲ့တဲ့လို့စစ်ကော်မရှင်ဟာအတိုက်ခံတွေကိုအကြမ်းဖက်သမားတွေလို့ရှုမြင်လာကြောင်းဆွေးနွေးနိုင်ရေးတိတိကျကျဆက်ဆံလို့တဲ့ဆန္ဒမရှိပါဘူး။ အယက်သားတွေအပေါ်အကြမ်းဖက်မှုတွေကျူးလွန်ခဲ့တယ်ဆိုသောအနောက်နိုင်ငံတွေရဲ့စွပ်စွဲချက်ကိုစစ်ကော်မရှင်ကညှင်းဆန်ပါတယ်မြန်မာစစ်ကော်မရှင်ဟာပြည်တွင်းစစ်ဖြစ်နေစဉ်အတိုက်ခံတွေမပါတဲ့ဒီဇင်ဘာလမှစပြီးရွှေကောက်ပွဲကိုအစစ်လိုက်ကျင်းပဖို့အစီအစဉ်နေပါတယ်။စစ်တပ်အုပ်ချုပ်မှုတပ်တန်းရှိစီမဲ့အတူရောင်လုပ်ရက်အဖြစ်ကြဲကြဲပြန့်ပြန့်ပေချခံထားရတဲ့ရွှေကောက်ပွဲကိုတိုက်ပွဲတွေကြောင့်တနိုင်ငံလုံးမှကျင်းပနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာရွေးကောက်ပွဲမကျင်းပအောင်မရက်တနိုင်ပေမယ့်ရွေးကောက်ပွဲဟာတရားမျှတမှုဖွင့်လင်းမြင့်တမှုနဲ့အားလုံးပါဝင်ဖို့လိုလားပါတယ်လို့မိုဟာမက်ဟာဆန်ကပြောပါတယ်ရွေးကောက်ပွဲမှာပြည်သူအားလုံးပါဝင်ရပါမယ်ပြည်သူအချို့သာမဲပေးနိုင်တဲ့ရွေးကောက်ပွဲကျွန်တော်တို့မလိုလားပါဘူးကျွန်တော်တို့ဒီကိစ္စကိုဆွေးနွေးပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲမှာတင်ပြမယ်လို့သူကဆိုပါတယ်ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲတွေစစ်ကောင်စီမှပါရာမော်တာစက်တက်လီဒီကိုအသုံးပြုတိုက်ခိုက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရက်ခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်အာရခတပ်တော် AA ကိုစစ်ကောင်စီမှပါရာမော်တာစက်တက်လေတီကိုအသုံးပြု၍တိုက်ခိုက်လာကြောင်းသိရပါသည်။ထို့သောလည်းစစ်ကောင်စီသည်စစ်ရေးနှင့်မဆိုင်သည့်အယက်သားကျေးရွာများကိုဥတီတိုက်ခိုက်နေပြီးယမန်နစ်တွင်အယက်သားနေအိမ်တလုံးထိခိုက်ပျက်စီးခဲ့ရပါသည်။အော်တိုဘားလ24ရက်နနက်6နာရီ50မိနစ်တွင်စစ်ကောင်စီသည်ပါရာမော်တာကိုအသုံးပြု၍ကြောက်ဖြူမြို့နယ်မင်းပြင်ကျေးရွာသို့ပုံကျဲချတိုက်ခိုက်ခဲ့ပါသည်။စစ်ကောင်စီဘုံကြောင့်မြင်းပြင်ကျေးရွာမှဥမမောင်မြင့်နေအိမ်ထိခိုက်ပျက်စီးခဲ့ရပါသည်။ ရင်းနှီးည7နာရီအချိန်တွင်လည်းကြောက်ဖြူပစ်လေပြေရှိစစ်ကောင်စီနေပြည်တော်မှလက်နက်ကြီးများဖြင့်မင်းပြင်ကြေးပါသို့ပစ်ခတ်ခဲ့ပြီးဒေါခင်တန်းချီဤနေအိမ်ထိမှန်ပျက်စီးခဲ့သည်ဟုသိရပါသည်။ကြောက်ဖြူမျိုးအမှတ်32ရဲတရင်အနီးတွင်လည်းအေအေနှင့်စစ်ကောင်စီတို့ကြားတိုက်ပွဲဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီဘက်မှအကြဆုံးများပြနေကြောင်းသိရပါသည်။စစ်ကောင်စီသည်ရခိုင်ပြည်နယ်အတွင်းလက်လွတ်ထားရသောမြို့များအားပြန်လည်တိမ်ပိုက်ရယူနိုင်ရေးအတွက်ပင်လယ်ပြင်တွင်စစ်ရေးပြင်ဆင်နေကြောင်းလည်း AA ကပြောပါရယ် တန်တွဲခွကြောက်ဖြူစစ်တွေစသည့်ပြင်လဲပြင်းတို့တွင်နေပြီးအများအပြားအားတိုးချထားသလိုသွာလာလှုပ်ရှားမှုများနှင့်မြေကန်အနီးလူနေကြီးရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်းဆိုပါရယ်ထို့ကြောင့်ဒေသခံပြည်သူများအနေဖြင့်စစ်ကောင်စီ၏လေးချောင်းရေချောင်းအနေရနှင့်စစ်ရေးတရီအမြဲရှိကြရန်လိုအပ်ကြောင်းအေအေကပြောဆိုထားပါရယ်ဆက်လက်ပြီးဒေါ်သက်သက်ခိုင်ကိုကိုစလေလောင်းစည်ရင်မှပယ်ဖျက်ခဲ့ဟုစစ်ကော်မရှင် UEC ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အား ကိုစလဲလောင်းစည်းရင်းမှာပယ်ဖြတ်ခဲ့ကြောင်းစစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကယနေ့အောက်တိုဘာ25တွင်အတည်ပြုထုတ်ပြန်ပါတယ်။ဒေါ်သက်သက်ခိုင်အနေဖြင့်သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကားကြီးပါပြဋ္ဌာန်းချက်နှင့်ညီဆွန်းသောကြောင့်ပယ်ဖြတ်ခြင်းဟု UEC ကသတင်းဌာနအချို့၏မေးမြန်းမှုကိုဖိတ်ကြားထားပါတယ်။စစ်ကော်မရှင်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ခါကြီးတွင်ရွေးကောက်ပွဲတွင်ရွေးကောက်ခံပိုင်권ရှိသူသည်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မသင့်လျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဟုဖော်ပြထားခြင်းဖြစ်ပါသည် လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အမည်စရင်ထုတ်ပြန်ကြေညာပြီးနောက်ရွေးကောက်ပွဲမကျင်းပမီလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်ဆုံးရှုံးသွားလျက်ထိုသူ၏အမည်ကိုလွတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စရဲမှပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC ကပြောပါတယ် ်ထို့ကြောင့်ဒေါ်သက်သက်ခိုင်အနေဖြင့်စေအုပ်စု၏ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရတော့ပေထို့ပြင်ဒေါ်သက်သက်ခိုင်ကိစ္စအယူခံတင်ထားသည်ဟု PPP ပါတီကဆိုတော်လဲလွှတ်တော်ကိုစေလေလောင်အမည်ဆက်ရင်တင်သွင်းခြင်းစီစစ်ချက်များအတွက်နေရက်များသတ်မှတ်ကြညာပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက်အယူခံတင်သွင်းရမည်ကာလစီကံသတ်မှတ်ချက်ကျော်လွန်သွားပြီဖြစ်ပါれဟုလက်ရှိထုတ်ပြန်ချက်တွင် UEC ကဖြေကြားထားပါသည် ဒေါ်တတ်တခိုင်အနေဖြင့်ယခုသတင်းထွက်ပေါ်နေသည့်၎င်း EC ဘွားရေးကိစ္စနှင့်ပတ်သက်ပြီး UEC ထံဖြေရှင်းနေကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကအယူခံတင်ထားကြောင်း PPP ပါတီဒုတိယဥက္ကဋ္ဌနှင့်ဦးစောဟန်အေကမူယနေ့အောက်တိုဘာ25ရက်နေ့နှစ်ပိုင်းကသတင်းဌာနကိုဖြေဆိုထားပါတယ် PPP ဥက္ကဋ္ဌဒေါ်တတ်တခိုင် Managing Director ဖြစ်သည့် United GB Development Company Limited သည်၎င်းကုမ္ပဏီဆောက်လုပ်ခဲ့သောရန်ကုန်မြို့ကဘာအေးဖျားလတ်နှင့်ဆရာဆန်လန်တောင်ရှိ28ထပ်ဖြင့် 68ရက်စီးတဲ့အစင်းမြင့်ကွန်တိုအတွက်ကမ္ဘောဇာဗန်ထမ်းမှချင်းငွေယူထားသည့်ငွေချက်ဘီလီယံ100ကျော်အကျွေးတင်နေကြောင်းသတင်းဌာနကယနေ့နေ့နောက်ပိုင်းတွင်ရေးသားထားခြင်းဖြစ်ပါတယ်။စေုပ်စုရွေးကောက်ပွဲဝင်မဲ့ဒေါ်သက်သက်ခါဤအမည်ဆက်ရဲမှရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဤဆက်ရဲတွင်ကနဦးပါဝင်ခဲ့ပြီးကိုစလေလောင်သက်တေကန်ကလည်းရရှိခဲ့တော်လဲရွှေကောက်ပွဲကော်မရှင်ဌာနချုပ်ကယနေ့ထုတ်ပြန်လာသည့်စာရင်းတွင်ပယ်ဖြတ်ခံရခြင်းဖြစ်ပါသည် ဆက်လက်ပြီးရေကြီးမြို့နယ်ကိုစစ်ကော်မရှင်ဂျက်ဖိုက်တာ၃စီးဖြင့်ပုံချင်ပြည်သူ၂၀ကျော်တိဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အေယာဝတီတိုင်းရေကြီးမြို့နယ်စပင်းကျေးရွာကိုစစ်ကော်မရှင်ကလေကြောင်းမှပုံချဲတိုက်ခိုက်သည့်အတွက်ပြည်သူ၂၀ကျော်တိဆုံးကြောင်းသိရပါတယ်။စစ်ကော်မရှင်ကဂျက်ဖိုက်တာ၃စီးဖြင့်စပင်းကျေးရွာကိုအော်တိုဘာ၂၃ရက်နနက်၁၇:၃၀မိနစ်မှာစိုက်ပြီးမိနစ်၂၀ခန့်ကြာအောင်ပေါင်900ဘုံများကျဲချတိုက်ခိုက်ခဲ့ကြောင်းတရင်ရေးမြစ်များထံမှသိရပါတယ်။ စပင်းရွာဘုံကျဲခံရတာဟုတ်ပါတယ်အမျိုးသမီးနဲ့ကလေးငယ်တွေလည်းထိခိုက်သေးဆုံးတာအမှန်ပါပဲဟုတတင်းရင်းမြစ်ကတရင်ဌာနကိုပြောပါတယ်နနပိုင်းတွင် Jet Fighter နှစ်စီးဖြင့်စပင်းရွာကိုလာရောက်တိုက်ခိုက်ခဲ့ပြီးနေလေပိုင်းတွင်လည်းထပ်မံလာရောက်၍ပေါင်900ဘုံများဖြင့်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်အဆိုပါတိုက်ခိုက်မှုတွင်အမျိုးသမီးလေးဦးအပါအဝင်24ဦးသေဆုံးပြီး20ကျော်ထဏ်ရန်ရရှိခဲ့ကြောင်းသိရပါတယ်ညကလည်းပောက်ကွဲတန်ကြီးဆက်ချက်ကြော်ချရပါတယ်။လီယင်လာလက်နဲ့ကြီးလာတော့မသိဘူးဟုရေကြီးဒေတာကန်တအူကပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရသည့်ဆက်ပြင်းရွာတွင်တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲဘုံကျဲခံရမှုကြောင့်ဒေသခံများနှင့်စစ်ပေးရှောင်များထိခိုက်ဒေဆုံးခဲ့ခြင်းဖြစ်ပါသည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။